အာပြောမယ်ဆိုရင်နိုင်ငံတကာပေါ့နော် တကယ်ကိုကုလသမဂ္ဂနေပြီးတော့အတိမတ်ပြူတာလေကျွန်တော်တို့ insulation company လည်းဖြစ်တယ်ကျွန်တော်တို့ကျွန်တော်မင်းရတင်တဲ့အဗီဒီယိုတစ်ပုဒ်မှာပေါ့နော်ကျွန်တော်ကို comment မှာ comment နေများတယ်အဲကျွန်တော်အရင်ဖြည့်ကျင်တာဗျာဖြည့်ကျင်တာဆိုတော့ကျွန်တော်ဘလိုမျိုးဘာတွေမေးတာလဲတန်တရားရှိတဲ့ဟာတွေကျွန်တော်အရင်ဖြည့်ကျင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လုံးနေမှန်မှန်ကန်ကန်လုံးနေတယ်အာ customer တွေကျွန်တော်တို့ service ကောင်းကောင်းပေးနေတယ်အာမခံတွေလည်းကျွန်တော်မှန်မှန်ကန်ကန်ပေးနေပေါ့နော်ပြီးကျွန်တော်ရောင်းတဲ့ပစ္စည်းတွေကလည်းတကယ်ကိုအမှန်ကန်ပစ္စည်းတွေပဲကျွန်တော်တို့ရောင်းနေ အဲ့တော့ကျွန်တော်ဒီလိုမျိုးမေးခွန်းတွေအတွက်ကအဖြေကကျွန်တော်မှရှိပြီးသားအဲ့တော့ဒီမှာအကိုတယောက်ကျွန်တော်မေးတာကိုပီတာဆိုပြီးတော့ဗောနော်အာအခုမှသိတဲ့အတွက်တဲ့ဒီလောက်ပဲလာရောက်ပြီးတော့ဒီမှာအခုရှိသလောက်ပဲလာရောက်ပြီးတော့ဗောနော်ပြီးရင်လည်းပြန်ချလို့လွယ်မလားဗောသူမေးတဲ့ပုံစံအဲ့လိုမျိုးဗောနော်ဘယ်နှစ်နှစ်ဆိုင်ဖွင့်လဲတဲ့ဆိုင်ရောဘယ်နှစ်နှစ်ဖွင့်လဲ10နှစ်တိဖွင့်နိုင်လားတဲ့အဲ့ပြီးတော့အဲ့ဒါမေးခြင်းလို့လေကျွန်တော်မြင်တဲ့အတိုင်းမေးတာပါတဲ့အဲ့သဘောဒီကိုမေးတဲ့သဘောက အပစ္စည်းကအခုရောက်လာတယ်ဗျာကျွန်တော်10နှစ်လောက်အထိတော့ဒီပစ္စည်းကရှိအောင်မလားပေါ့နော်အဲဒီကုမ္ပဏီကရှိအောင်မလားပေါ့ကျွန်တော်ပြောချင်တာတစ်ခုပါကျွန်တော်ထက်အရင်ဒီ idea ကကျွန်တော်တို့ဂျိုဟာထက်အရင်ရှိတာပေါ့နော်အဲ့တော့ရှိတာဆိုတော့ပြောမယ်ဆိုရင်သူဖုန်းအနေနဲ့ရှိနေတာပေါ့နော်ဖုန်းအနေနဲ့ရှိနေ service center လည်းရှိရယ် service center ဆက်ချင်နေတာရှိရယ်ပေါ့နော်အဲကုမ္ပဏီလည်းဒီမှာရှိပြီဒါအဲ့လိုမျိုးဆိုတော့အဲပြီးရင်ကျွန်တော်ကိုယ်တိုင်ကလည်း၄နှစ်ကျော်နေပြီဒီမှာ၄နှစ်ကျော်တော့ရှိပြီပေါ့နော်နောက်10နှစ်လောက်ထိဖွင့်အောင်မလားဆိုတော့ဒါကတော့ကျွန်တော်ကဒီမှာပဲရှိနေသေးတာဆိုတော့အခုကြီးတော့ဒီမှာပဲ နေမှာပဲဒီမှာပဲရှိနေမှာပဲ အဲကျွန်တော်အာမခံ9နှစ်ပေးတာဗျာ9နှစ်အတွင်းကတော့ကျွန်တော်တို့ဒီကမျက်နှာကြီးပြပြီးအာမခံပေးတာဖြစ်တဲ့အတွက်ဘယ်မှထွက်ပြေးလို့လည်းမရဘူးပေါ့နော်အဲ့ဒါစိတ်မပူနဲ့အဲကျွန်တော်တို့ဒီလုပ်ငန်းနဲ့ပဲကျွန်တော်တို့လုပ်နေဖြစ်တဲ့အတွက်ဒီလုပ်ငန်းမှာပဲကျွန်တော်တို့ရှိနေမှာအဲ့ဒါစိတ်ပူစရာမလိုနောက်ထပ်နောက်ထပ်အများကြီးအများကြီးကျွန်တော်ပစ္စည်းရောင်းမှုရှိသေးတယ်အဲလုံးဝ innovation အပြည့်ကျွန်တော်လုပ်ဖို့ရှိသေးတယ်တခြားပစ္စည်းအစ်စ်တွေဗျာလုံးဝ customer တွေအတွက်ကိုအဆင်ပြေစေမယ့်ဟာတွေကျွန်တော်တို့ထပ်ရောင်းမှုရှိသေးတယ်အဲ့တော့အဲ့ဒါတွေကိုကျွန်တော်တို့လုပ်မှာဖြစ်တဲ့အတွက်အကိုတို့အဲ့ဒါစိတ်မပူနဲ့ပေါ့နော်10နှစ်ရှိမလား15နှစ်ရှိမလားအနည်း90လည်းဒီ မှာပဲရှိမှာကျွန်တော်တသက်လုံးဒီမှာပဲနေမှာပေါ့နော်ဒါကျွန်တော်မြန်မာနိုင်ငံဖြစ်တဲ့ပုံမှာမြန်မာနိုင်ငံမှာပဲနေပါမှာအဲ့တော့အဲ့ဒါစိတ်မပူနဲ့အဲဒီအမခန်နဲ့ပတ်သက်တာတွေလည်းကျွန်တော်တို့ပါဝါဘိုးကနေဟိုးအဆအဆုံးเนาะကျွန်တော်တို့ဟိုးဆိုင်စဖွင့်ကြတဲ့ကကျွန်တော်မင်းများကျွန်တော်တို့စီကမဝယ်သေးဘူးဒါပေမဲ့ကြည့်နေတဲ့လူတွေရှိတယ်အာဆိုင်ရဲ့အနေထားတွေတိနေပြီတချို့တွေဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးအာမခံပေးနေရလဲဆိုတာလည်းတိနေပြီအာကစတမာတွေကိုတေချာတာဝန်ယူပြီးဖြည့်ရှင်းပေးရဆိုတာလည်းတိနေပြီ အဲ့တော့ကျွန်တော်တို့ကဒါရေရှည်လဲဒီလိုမျိုးပဲထပ်သွားအောင်ပါဗျာအဲ့တော့အဲ့ဒါကိုဖိတ်ကြည့်ကြမလိုဘူးလို့ကျွန်တော်ပြောချင်တယ်အဲကျွန်တော်တို့ဆီမှာ company ဒီ driver ပေါ့နော်ကျွန်တော် company အဲလဲထောင်ထားရတယ်ပြီးတော့ကျွန်တော်တို့ဒီပြောမယ်ဆိုရင်နိုင်ငံတကာပေါ့နော်တကယ်ကိုကုလသမဂ္ဂကနေပြီးတော့အတိမတ်ပြုတာလဲကျွန်တော်တို့ installation company လဲဖြစ်တယ်ကျွန်တော်တို့ကဘလို့အတိမတ်ပြုလဲဆိုတော့သူတို့ရဲ့ site တွေ project တွေကိုကျွန်တော်တို့ပေးတယ်ပေါ့နော် UN ကပေါ့ ကုလသမဂ္ဂပေါ့နော်အဲပြီးရင်ကျွန်တော်တို့ Switzerland ကကျွန်တော်တို့ Swiss Contact ဆိုပြီးတော့တခုရှိသေးတယ်အဲ့ဒါလည်းကျွန်တော်တို့ကို site တွေပေးတယ်အဲသူတို့နဲ့လည်းကျွန်တော်တို့အလုပ်လုပ်ထားရလဲရှိတယ်ကျွန်တော် Facebook မှာကျွန်တော်တင်လာတယ်ပြီးရင်နောက်တစ်ခုကကျတော့ကျွန်တော်တို့ AMM ဆိုပြီးတော့ America ကနေဖွင့်လာတဲ့ဟာပေါ့အဲ့ဒါလည်းကျွန်တော်တို့ကို company မျိုးကျွန်တော်တို့ဒီကျွန်တော်တို့ company ယုံကြည်ပြီးတော့သူတို့လည်း service တွေအပ်တယ်အဲ့တော့ဒီလောက်ကြီးကျွန်တော်တို့နိုင်ငံတကာမှာရှိတဲ့ company တွေကကျွန်တော်တို့ကိုစိတ်ချယုံကြည်စွာကျွန်တော်တို့ကိုလက်ခံပြီးတော့ အပ်နေတာမိတ်ဆွေတို့အနေနဲ့အဲကျွန်တော်တို့ပို့ပြီးယုံကြည်လို့ရတယ်လို့ကျွန်တော်ပြောချင်တာပဲဖြစ်တယ်အဲအဲ့ဒါလေးကိုကျွန်တော်ထေချာရှင်းပြရရဖြစ်တယ်ကွန်ပျူတာလည်းအဲနားလည်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်